တနင်္ဂနွေသားသမီးများခုနှစ်လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့တနင်္ဂနွေသားသမီးများအသက်28နှစ်အရွယ်ရှိတဲ့တနင်္ဂနွေသားသမီးများတော့ဒီကာလခုနှစ်လပိုင်းမှာအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်စစ်စစ်အမီးမြန်းခံရတတ်ပါတယ်အမှုအခင်းတွေဖြစ်တတ်ပါတယ် အဲ့တော့အမှုအခင်းနဲ့ပတ်သက်လာရင်ကိုကအထူးတတိထားမှာဖြစ်ပါတယ်ကိုရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာ အမှုခင်းဖြစ်နေတဲ့သူတွေကိုကိုကအကူအညီလုံးဝလုံးဝပေးလို့မရပါဘူးအာမခံလက်မှတ်ထိုးခြင်းကိစ္စတွေရှောင်ရမှာဖြစ်ပါတယ်ဒါကတော့အသက်28နှစ်ကနေအသက်30တင်းကနေကားသမီးများအထူးတတိထားမယ်အချက်အလက်ဖြစ်ပါတယ် ဲ့တော့တနင်္ဂနွေသားသမီးများကဒီအခု9လပိုင်းမှာကျမတို့6လပိုင်းကိုကုန်သွားပြီ9လပိုင်းမှာတနင်္ဂနွေသားသမီးများငွေကြေးကိစ္စတွေအရှုံရှင်ဖြစ်တတ်ပါတယ်ငွေနဲ့ပတ်သက်ပြီးတော့မှာရောကြီးပေးလိုက်ရတာမျိုးကြီးဆုံးရှုံးရတတ်ပါတယ်အထူးကယူဆက်လောက်ကန်ရမယ့်ချိန်ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့် တနင်္ဂနွေသားသမီးများခုနှစ်လပိုင်းမှာဆိုလို့ရှိရင်အဖြူရောင်ဝတ်ဆင်ခြင်းကိုရှောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီခုနှစ်လပိုင်းမှာတနင်္ဂနွေသားသမီးများလူမှုရေးကိစ္စတွေမှာဝင်ရောက်ဆွတ်ဖက်တာမျိုးတွေပြုလုပ်တတ်ပါတယ်လူမျိုးကြားနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရောက်စရာတွေကြုံရတတ်ပါတယ်နိုင်ငံရေးကြားခရီးတွေ ေါ်ပေါက်တတ်ပါတယ်နိုင်ငံရေးကြားခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေအောင်မြင်တတ်ပါတယ်တနင်္ဂနွေသားသမီးများအမှုပညာလုပ်ငန်းရှင်များတနင်္ဂနွေသားသမီးများအောင်မြင်မှုပို့ပြီးတော့ရရှိတတ်ပါတယ်အဲ့တော့အဆက်တွဲကောင်းနေရမယ်မိမိတို့အနေနဲ့အမှုပညာနဲ့ပတ်သက်တာတွေတခါမှမကြုံဘူးတဲ့အခွင့်အရေးထူးတွေခွင့်အလန်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်ပွင့်လန်းသွားမှာဖြစ်ပါတယ် အဲ့တော့တနင်္ဂနွေသားသမီးများတည်င်းကောင်းနေကြာရတတ်တယ်ရဝေးရောက်နေတယ်မိမိတို့ရဲ့အိမ်အောင်ဘက်တွေမိမိတို့ရဲ့ချစ်သူထံကနေမမျော်လင့်မဲနဲ့ဆက်တွေ့ရတာမျိုးတွေတည်င်းကောင်းနေကြာရတတ်ပါတယ်မိမိရဲ့အိမ်အောင်ဘက်ဇနီးမယားရဲ့အကူအညီမှုနေပြန်လဲပြီးတော့ရရှိတတ်တာမျိုးတွေတဘောသားချင်းကွဲလွဲနေတဲ့အိမ်အောင်ဘက်တွေဆိုရင်ဒီခုနှစ်လပိုင်းမှာပြန်လဲညှိနှိုင်းပြီးတော့မှအဆင်ပြေသွားတာမျိုးတွေ အိမ်နောင်ဝေးမှာရှေ့ဆက်လို့ရသွားတာမျိုးလေဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားများအရန်ကန်ဆိုးတယ်လို့လည်းမဟုတ်ပါဘူး။ကန်ကောင်းတဲ့အချိန်ကာလတွေလည်းရရှိပြီးတော့မှကန်ဆိုးတဲ့လှုပ်ဆောင်ချက်တွေလည်းကိုကမပြုတ်လို့မိဖို့လိုအပ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့ကမိမိတို့ရဲ့လုပ်ငန်းဝင်မှာအထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာအထူးတတိထားပြီးပြောဆိုမှဆိုရင်တော့ မိမိတို့ရဲ့လုပ်ငန်းပိုင်းနေမှာကိုမပိုင်ရင်မပီးတလောက်ကို အောင်မြင်တတ်ပါရဲ့အဲ့တော့စီးပွားရေးတွေမှာတနင်္ဂနွေတားသမီးတွေဒီခုနှစ်လပိုင်းမှာဆိုရင်ဝန်ထမ်းတွေအများအပြားခေါ်ယူတာမျိုးတွေအလုပ်တွေတိုးချဲ့လုပ်ကန်ရတာမျိုးတွေလည်းဖြစ်တတ်ပါရဲ့လက်ဆောင်ပစ္စည်းတွေလည်း ရရှိတတ်ပါတယ်။ဝမ်းသာစရာတွေလည်းကြုံရတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အနေနဲ့တနင်္ဂနွေတာသမီများကရေလန်းခရီးသွားတဲ့အခါမှာအထူးဂယူစိုက်ဖို့လိုအပ်ပါတယ်။ရေနဲ့ပတ်သက်ပြီးတော့လည်းအနေနဲ့တွေ့တတ်ပါတယ်။ဒါလေးကိုလေကျွန်မကလေးလေးနက်နက်လေး မှာကျင်တာရှိပါတယ်အဲ့တော့မိမိတို့အနေနဲ့တနင်္ဂနွေသားများလူမှုရေးကိစ္စတွေမှာဝင်ရောက်စုဖက်တာရဲ့ရေလန်းခီးသွားတာမျိုးတွေရဲ့အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်အဲ့ရနေမှာစပြီးတော့မှအမှုခင်းတွေဖြစ်သွားတတ်ပါတယ်အဲ့တော့တနင်္ဂနွေသားများတဟအခရာရှိတဲ့ပိုင်ရှင်လေးဆိုလို့ရှိရင်တော့တွေးပေါင်ကြတတ်ပါတယ် သွေးနဲ့ဖြစ်ပေါ်တတ်တဲ့ယောဂဝေဒနာတွေခံစားရတတ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့မျက်စွာဖျားရှင်ကိုတနင်းကိုနေနေမှာနော်။တပြေရ6ခဲဂန်းငွာနှညုံမင်းမျိုးပန်း5ပွင့်ဖန်ခွက်လေးတစ်ခွက်နဲ့တပတ်ကိုတစ်ကြိမ်ရေလဲပေးပါ။အညွန့်လေးတွေလဲပေးပါ။ဒါဆိုရင်မိမိတို့ရဲ့ဖုံးကံတွေကမြင်မှားပြီးတော့မှ ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကသူရတတိမေတော်ကိုအရှိအရဲ့စူးစူးမှာမျက်နာမူပြီးတော့မှတတိ6မျိုးလှူဒန်းပြရမှာဖြစ်ပါတယ်။အဲ့တော့အဓိကတနင်္ဂနွေသားသမီးများဒီကာလာလေးမှာအနဲ့ရောင်ရှောင်ပေးရမှာဖြစ်ပါတယ်။အနောက်တောင်တောင်ရက်ကိုခရီးလုံးဝမသွားပါနဲ့ရှင်။ နောက်တစ်ခုအနေနဲ့ကတင်းငွေနေသားများအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်ဒီခုနှစ်လပိုင်းမှာပြန်လည်ပြီးတော့ကောင်းမွန်လန်တာကောင်းမွန်လာတတ်ပါတယ်ညံ့နေတာတွေလည်းပြန်ကောင်းသွားတတ်ပါတယ်အဆက်တွယ်တွေလည်းပြန်ရတတ်ပါတယ်အလုတ်အကင်နဲ့ပတ်သက်ပြီးတော့ကအခုနလူမျိုးသားတွေရှောင်ရမယ်လူမှုရေးပြဿနာတွေ မဝင်ပါဘူးဆိုရင်တော့အလုတ်ကောင်းနေရာကောင်းနေရရှိတတ်ပါတယ်။နိုင်ငံခြားသွားမဲ့ကိစ္စမျိုးတွေလည်းအောင်မြင်တတ်ပါတယ်။ကဲတနင်္ဂနွေတားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေလည်းပြေဝနိုင်ကြပါစေရှင်။